Funnies က Gas Tone နဲ့လိုက်လာပြီးဖြစ်လို့အခုချိန်မှာဆိုရင်တော့ညဘက်တီမှာမအိတ်ကြတော့ပဲမီတို့ကိုစီနဲ့မကောင်းဆိုးဝါးတွေကိုရင်ဆိုင်ရရပါတယ်။နေကင်းဘက်တီမှာတော့ Ishidoro Gas ကဓာရီလေးကျင့်ပေးပြီး Sapiko ကဟင်းချက်တော်ရာကြောင့် Pack နဲ့အတူဟင်းချက်ကြပါတယ်။ Funnies ကတော့ထမင်းဟင်းချက်ဖို့အတွက်ထင်းသွားရှာပြီးမိသားစုဘဝလိုစပုံပေါ်လာနေပါပြီ။ Funnies ကထင်းကောက်ရင်ကိုယ့်အကြောင်းကိုပြန်တွေးနေမိပါတယ်။ Ishidoro ရဲ့အင်းကြီးကိုကြောက်ခဲနဲ့ပွတ်လျှော်ရင်းစုပ်ပြတ်သွားတာ။ အစိတ်ရှိရမှုတွေယူလာမိတာမိစ္ဆာတွေနဲ့တိုက်ခိုက်ရင်ကြောက်အလန့်အန်းနဲ့မိတို့ကိုရမ်းလိုက်တာဟိုကောင်ဖင်ပြီးဆွဲသွားတာစသဖြင့်အလွဲတွေအလွဲတွေကိုတွေးပြီးငါဘာမှဖြစ်ဖြစ်မျိုးမျိုးမလုပ်နိုင်ပါလားလို့ကိုကိုကိုအာမေယာဖြစ်နေပါတယ်ရုတ်တရက်ယုံလေးတကောင်ကိုတွေးလိုက်ရတာကြောင့်ကက်စကာဒီမှာခဏနေခဲ့ဦးလို့ဆိုပြီးညစာအတွက်ယုံလိုက်ဖမ်းဖို့စူးစမ်းပေမဲ့မမိလိုက်ပါဘူးမောင်မီမိုးပြန်ဖို့လို့တော့ကက်စကာ သူထားခဲ့တဲ့နေရာမှာမရှိတော့ပါဘူး သွားပြီဆိုပြီးကတ်စကောက်ဇွတ်လိုက်ရှာရင်မှောင်တစ်ထက်မှောင်လာပြီးသူ့ဘာလမ်းပြောက်သွားပါတော့တယ်။ပတ်ဝန်းကျင်တခွင်ကလည်းမှောင်မိုက်ပြီးကြောက်ဖို့ကောင်းနေတာကြောင့်တယောက်ယောက်လာခဲ့ပါအောင်လို့အကူညီတောင်းရင်တစ်ပင်ချီမှာခွေခွေလေးမျက်လုံးမိတ်ထားတာနဲ့အိပ်ပျော်သွားပါတယ်။စူးရှာရဲ့လင်းရောင်နဲ့လူတန်းနေကြားလို့မျက်လုံးဖွင့်ကြည့်လိုက်တော့မိုးလင်းနေပြီဖြစ်ပြီးသူ့ကိုလိုက်ရှာနေတဲ့ဆာပီကိုနဲ့အီရှီဒိုရိုကိုတွေ့လိုက်ရပါတယ်။ဖာနီချက်ချင်းတတိယသွားပြီးကတ်စကာယောလို့မေးလိုက်တော့ ကက်စကာမိုးမချုပ်ခင်ဂက်စတိုစီကိုသူ့ဘာသူပြန်လာတာဖြစ်ပြီးလိုက်ထင်ရမယ့် fundis ကဘာလို့ပျောက်သွားရတာလဲလို့စိတ်ပူနေကြောင်းပြောလိုက်ကြပါရဲ့ခြေနေကိုရိပ်မိတဲ့ဂက်စကာရောဘာမှမပြောဘဲလှမ်းကြည့်နေပြီးကိုယ့်အပြစ်ကိုသိတဲ့ fundis တယောက်ဂက်စကိုမရင်ဆိုင်ရဲရှာပါဘူးနောက်တနေ့မှာရော fundis ကရုတ်တရက်ဆပ်ပြီးကိုကြီးငါနဲ့ုံဒုက္ခပေးခဲ့မိတာကြီးများနေပြီလို့ဆိုပြီးချိုချိုသာသာပြောလိုက်တော့ဆပ်ပြီးကိုတယောက်အံ့ဩလွန်းလို့လက်ထဲရရေခွက်တောင်လွတ်ကျသွားရပါတယ်ဂက်စတိုရီကတိုးထင်းဖူးကြီးတယောက်ကို ဘရီတန်နီစ်ရဲ့စိတ်ကမ်းမျိုးစီကိုသွားဖို့လမ်းမေးလိုက်ပြီးအဖိုးကြီးကလည်းအဲ့မျိုးကိုသွားရင်တတိထားနော်ခူရှန်နေနဲ့မဟာမိတ်တပ်တွေစစ်ပွဲဖြစ်တော့မယ်လို့ကြားတယ်။ပြီးတော့မျိုးကိုသွားတဲ့တောင်ကြားလန်တဝိုက်ကိုလည်းတတိထားဦး။အဲ့နေရာမှာလူမဟုတ်တဲ့မင်းစာတွေမကောင်းဆိုးဝါးတွေရှိနေတယ်ဆိုပြီးပြောပြလိုက်ပါတယ်။အီရှီဒိုရိုကတော့ဂတ်ကိုဓာတ်နဲ့တစ်ချက်ထိအောင်ပြန်ချနိုင်ဖို့အတွက်ဓာတ်ရည်လေးကျင့်နေပြီးပက်ကကြောက်တုံးနဲ့ပြစ်တာပိုကောင်းမယ်ထင်တယ်လို့အကြံပေးလိုက်ပါတယ်။ဒီခွေးသားလေးရဲ့ကြောက်ခဲပြစ်တာတော့တကယ်တော်တာပါ။ အီရှိတိုရိုအကြံရသွားပြီးနောက်နေ့ gas နဲ့လေ့ကျင့်တဲ့အချိန်မှာညံညံနဲ့ထုတ်ပြီးတုံးနှချောင်းနဲ့ချရတာကြောင့်တစ်ချက်ထိနိုင်သွားပါတယ်။မဆိုးမင်းတိုးတက်လာသွားပြီလို့ချီကျူးလိုက်ပြီးမင်းရဲ့နောက်ဆုံးတိုက်ခွဲကဂျက်ကမရှိတဲ့နေရာကိုချတဲ့နေ။မင်းအားနဲ့ငါ့ရဲ့ဂျက်ကကိုမဖောက်နိုင်ဘူး။ပြီးတော့အခြေခံနေတဲ့အချိန်ရမ်းမကုန်စေနဲ့။မင်းတက်ထားသလောက်နဲ့ရအောင်ချဆိုပြီး gas ကစိတ်ရှိလက်ရှိပြောပြပေးလိုက်ပါတယ်။သူ့အပေါ်ကျင်လာသားပဲ။ အပတ်မကြည့်ရင်ကျွန်တော်နဲ့ထင်းကောက်လိုက်ခဲ့ပါလားလို့ဆပီကိုကပြောလိုက်ပါတယ်။ကက်စကာရုနဲ့ဝေးရရောက်တာနဲ့စလိုက်ကြစို့ဆိုပြီး gas ကအချိန်မစွဲပဲချဖို့ပြောတော့ဆပီကိုကအထင်လွဲနေပြီထင်တယ်။ကျွန်တော်က gas နဲ့ပို့ပြီးရင်းနှီးကျင်လို့စကားပြောဖို့ခေါ်လာတာပါလို့ပြန်ပြောပါတယ်။မင်းလို့ရဘာဒိဗေမှမရှိဘူးဆိုပြီး gas ကလဲ့ပြန်တော့တက်သီးနဲ့လမ်းပစ်လိုက်ပြီးရိုးသားဆုံးပြောရရင်တော့ကျုပ်ခမရောက်သေးစီကျင်တယ်လို့ပြောတော့ ငါလေအဲ့ပုံစံအဲ့အကြည့်မျိုးကိုပဲပြန်မြင်ချင်နေရဆိုပြီးမပြီးပြတ်သေးတဲ့တိုက်ပွဲကိုအဆုံးသတ်ဖို့ gas ကပြောလိုက်ပါတယ်စပ်ပြီးကိုကညင်းလိုက်ပြီးကျုပ်ခမားနဲ့တိုက်ခတ်ရင်မမလေးဖန်နီစီရဆန်နာကိုကန့်လန့်တိုက်တယ်လို့ဖြစ်သွားမှာပေါ့ဟိုတနေ့ကတွေ့လိုက်ရတဲ့သူ့မျက်နှာပေါ်ကအချိန်ကြာကြီးငိုထားတယ်လို့အကြည့်မျိုးကြီးကျွန်တော်သူအဲ့လောက်အားငယ်နေတာတခါမှမမြင်ဘူးခမားသူ့ကိုပြောင်းလဲပေးလိုက်တာမမလီဖာနီစ်ကခမားနဲ့ခီးဆက်ချင်နေသေးသည်ပြီးတော့ကျုပ်ခမားနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိကျင်တယ်လို့စပီကိုကပြောလိုက်ပါတယ် အဲ့ချင်း Furnace တို့ရဲ့ order ကိုကြားရပြီးအနည်းဆုံးမှရှိရဆက်ပြီးကိုကခွေးသားတမရရောက်လာပြန်ပြီလားဆိုပြီးပြေးလာရင်ခဲနဲ့ကောက်ထုတ်လိုက်ပါတယ်ဒီကောင်ကလူမဟုတ်ဘူးသတိထားနော်လို့ Furnace ကပြောလို့တေချာလန်းကြည့်လိုက်တော့မှမကောင်းဆိုဝါမှန်သိသွားပါတယ်ကြုတ်ရှင်းလိုက်မယ်ဆိုပြီး Ishiduro ကဓာတ်ကိုဆွဲထုတ်ရင်ဆိုင်ဖို့ပြင်လိုက်ပါတယ်ဆိုးရောမဆိုးဒီကောင်ကကလေးပဲဖြစ်တာပါတတိရောရှိပါတယ်ဒီဖြစ်ရက်ကိုလှမ်းကြည့်နေတယ်မှင်စာပန်းအောင်လေးကဒီကလေးတော့တေတော့မှာပဲဘာလို့ကြမလဲလို့အောက်ကိုငုံကြည့်ရင်မေးလိုက်ပါတယ် ငါမင်းကိုမကြောက်ဘူးဆိုပြီးအီရှီဒိုရောကဓာတ်နဲ့ဝင်ခုတ်လိုက်ပေမဲ့မိစ္ဆာကောင်ကရှောင်ပြီးပြန်ချသွားတယ်။ခွင့်အားချင်းမမျှတာကြောင့်အီရှီဒိုတိုင်ပတ်နေတော့မှာမိစ္ဆာကောင်ဘယ်ရီသီးရီနဲ့ထုခံရပြီးထွက်ပြေးသွားပါတယ်။ခင်းအောင်ဝစ်စုံနဲ့ကောင်မလေးတယောက်ရောက်လာပြီးမလုံနဲ့ဘေးပပတ်လေးကိုကြည့်လိုက်။တင်းတို့လည်းဒီကိုလာခဲ့ပါဆိုပြီးအားလုံးကိုခေါ်မှော့အဆောင်ပစ္စည်းတွေနဲ့စီဝိုင်းတာဂါတာတွေရွတ်လိုက်ပါတယ်။ပက်ကတော့သူနဲ့မျိုးနွယ်တူချင်းတွေပြန်ဆောင်ရလို့အားရဝမ်းသာနှုတ်ဆက်နေပါတယ်။ အကာအရန်လောက်တာအောင်မြင်သွားတော့မှင်စာရီအနားကက်လို့မရတော့ပါဘူးမျက်ပင်လေးတွေကိုပါလက်ထဲမှာကင်ပြီးမန်းမုတ်လိုက်တာနဲ့မီးအဖြစ်ပြောင်းသွားတာကြောင့်အကုန်လုံးထွက်ပြေးကြပါတော့တယ်အီရှိဒိုရိုရောကတော့အယမ်းမိုက်တယ်ဆိုပြီးစာအားတွေကိုတော်တော်သဘောကျနေပါတယ်စေတနာနဲ့ပြောတာမင်းမီလူဟာလူမကျစေတနာနဲ့စေတနာနဲ့ပြောတာပါဒီတော့ဟိုထဲကနေမြန်မြန်ထွက်သွားကြပါဆိုပြီးမော်ဆာမလီယာပြောပြီးထွက်သွားဖို့အလုပ်မှာအီရှိဒိုရိုကနေပေါင်းဖွာကြီးလိုလှန်တားလိုက်ပါတယ် တားနေနေရုတ်တရက်တိုးနဲ့ညိလဲကြပြီးတော့ရင်သားတွေကိုသွားဆမ်းမိပါတယ်။နေပေါင်းဟာအဖွားကြီးဟာနဲ့လည်းမတူဘာမှကိုမရှိရပါလားဟာဆိုပြီးလက်ကမြင်နေတဲ့မြောက်မသားကိုလှဲ့ကြည့်ပြီးတုံးနဲ့ခေါင်းကိုတို့ပေးလိုက်ပါတယ်။ gas နဲ့စပီကိုတို့ပြန်ရောက်လာတော့ဟူကောင်ကမှော်စွမ်းကြောင့်စိတ်မမှန်ဖြစ်နေပါပြီ။ဘာဖြစ်သွားလဲလို့ gas ကမေးတော့ finance ကအခြေအနေကိုရှင်းပြလိုက်ပြီးမှော်ဆရာမလေးကလည်းရိတ်ထဲကနေ gas နဲ့ gas ကရဲ့သူများနဲ့မတူတဲ့အုံဝေးသက်တစ်ခုကိုသတိထားမိလိုက်ပါတယ်။ သူတို့ကိုကာွယ်ဖို့တိုက်ခိုက်ခဲ့ရမင်တော်တွေလို့ gas ကချီးကျူးလိုက်ပြီး Ishidoro က gas ချီးကျူးတာခံရလို့ PT တွေဖြားနေပါတယ်။အဲတော့အလိုမျိုးထပ်မဖြစ်စေချင်တော့ဘူးလို့ gas ကတွေးရင် gas ကိုလှည့်ကြည့်လိုက်တော့ gas ကိုအခုထိလန့်နေတော့ဖြစ်ပြီး finish နောက်ပြေးပုံးပါတယ်။ gas တို့ခီးဆက်လာရင်အဖိုးကြီးတယောက်လဲကြနေတာကိုတွေ့လို့ pack ကြီးအစွမ်းနဲ့ကုပေးပြီးအဖိုးကြီးကသူဟာ Anush ရာ Morgan ဖြစ်ကြောင်းမိတ်ဆွေနဲ့တူလာတာဖြစ်ပေမဲ့မင်းစာရီတိုက်တာခံရပြီးအခုသူတယောက်ပဲကြံတော့တာဖြစ်ကြောင်း ကျုပ်တို့ဟာရွာအတွက်တာဝန်တစ်ခုရှိလို့ခီးထွက်လာတာဖြစ်ပြီးဒီတိုင်းလက်ဗလာနဲ့မပြန်နိုင်ကြောင်းစုံးမကိုလာရှာတာဖြစ်ကြောင်းဘိုးတို့ကပြောလိုက်ပါတယ်အဖိုးကြီးကဆက်ပြီးတညမှာကျုပ်တို့ရွာကိုမှင်စာရီအုပ်စုလိုက်ကြီးလာတိုက်ခိုက်ခဲ့ကြတယ်အဲ့ဒီမတိုင်ခင်အထိမှင်စာရီရှိတယ်ဆိုတာကိုလုံးဝမယုံခဲ့ဘူးအဲ့ဒီညမှာပဲမှင်စာရီတကယ်ရှိမှန်းသိခဲ့ရတာမြို့သားမင်းကိုသတင်းပို့တော့လေတပ်ဖွဲ့ရဲ့အားလုံးကစစ်တိုက်ဖို့ Britannis မြို့ကိုထွက်သွားကြောင်းပြောတယ်ဒါကြောင့်မင်းဒန်နာယီဆန်နဲ့မှင်စာရီကိုဒန်နာယီနဲ့ပြန်ရင်ဆန်ရမယ် ဒီတော့အုပ်ရဲ့အနက်တနေရာမှာစုံးမအိမ်တစ်ခုရှိရေလို့ပါဇက်ရာဆိုရင်ကြားဘူးရေအဲ့ဒီအိမ်ကိုအိမ်ရဲ့တခင်မဖိတ်ခေါ်မလာစီခြင်းမသာရောက်နိုင်တယ်လို့ပြောကြတယ်လို့ပြောရင်ရှောက်လာရင်ရှောက်လာရင်နဲ့ထူးဆန်းတဲ့အဆောက်အုံတစ်ခုကိုတွေးလိုက်ကြရပါတယ်အတားစီကိုဖောက်ဝင်လာကြပြီဆိုပြီးစုံးမလေးကတဘာဝအင်အားစုတွေကိုနှိုးလိုက်ပါတယ်ကြုံငငင်ရပဲဒီနေရာကိုရောက်ဖူးခဲ့တာနှစ်တွေအတော်ကြာနေပြီဆိုတော့ကြုတ်ကိုကြုတ်တော့အိမ်မက်လို့ပဲထင်ခဲ့တာလို့အဖိုးကြီးက L11 တာနဲ့ပြောလိုက်ပါတယ် gas ကထူးဆန်းတဲ့အာရုံတစ်ခုကိုခံစားမိပြီး Ishidoro နောက်ဆုတ်ဖို့ပြောလိုက်ပါတယ်။အဲ့ချိန်ကြောက်တုံးကြီးကတရိတ်ဆန်တကောင်လိုထပြီးလှုပ်ရှားလာတာကြောင့် gas ကလက်တွေကိုဓာတ်နဲ့ခုတ်ဖြတ်လိုက်ပါတယ်။ဒါပေမဲ့မြေကြီးကိုဆုတ်ယူပြီးလက်တွေကအစ်စ်တိုင်းပြန်ပေါက်လာပါတယ်။အဲ့လိုအကောင်တွေအများကြီးပေါ်လာတာကြောင့်ခြားကြရင်ရင်ဘက်ကအမှတ်သားထဲမှာအယုတ်တေးသေးလေးတွေမြုပ်ထားကြောင်းအဲ့အရာတွေကိုဖျက်ဆီးလိုက်ရင်ဒီကောင်တွေပြတ်မရှင်းလာနိုင်ကြောင်းသိသွားကြပါတယ်။ ယုတ်တည်းရဲ့အယုတ်ဒီအာလုံးငြိမ်သက်သွားပြီးဆုံးမလေးကအပြင်ထွက်လာပြီး အာလုံးအထဲကိုကြွကြပါတခင်မအတွေ့ဖို့စောင့်နေပါရဲ့လို့ဖိတ်လိုက်ပါရဲ့ဂက်စတိုရီလည်းအထဲကိုလိုက်သွားကြပြီးဆုံးမလေးကသူ့ကိုယ်သူရှီဝီကီဖြစ်ကြောင်းမော်အလုတ်တင်တယောက်ဖြစ်ကြောင်းဘေးရနဲ့ငယ်မလေးရောအီဗယ်လေရာလို့ခေါ်ပြီးရှီဝီကီရဲ့ကာကွယ်ဆောက်ရှောက်သူဖြစ်ကြောင်းမိတ်ဆက်လိုက်ကြပါရဲ့အီရှီတိုရိုကသူ့ကိုမော်စွမ်းနဲ့နေ့တစ်ဝက်လောက်ကြက်မပြည့်အောင်လှုပ်သွားတာကြောင့်မကျေနပ်ကြောင်းရှီဝီကီကိုဆရာကြီးလှုပ်ပြန်ဖျဲနေလို့ဂက်စ်ကစောက်ခွက်တစ်ချက်ဝင်ထုပြီး မင်းရဲ့သခင်မစီခေါ်သွားပေးပါလို့ရှီဝီကီကိုပြောလိုက်ပါတယ်။သခင်မဆိုတဲ့သူဟာအသက်ကြီးကြီးမျက်နှာချိုဖော်ရွေတတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေရာကြောင့်အီရှီဒိုရိုကမယုံကြည်နိုင်ဖြစ်နေပါတယ်။ဒီကောင်ကဆုံးမမှော်ဆရာမဆိုတော့ပုံစိုးပန်းစိုးဖြစ်မယ်လို့ထင်နေတာပါ။အဖိုးကြီးကရှေ့ထွက်လာပြီးလွန်ခဲ့တဲ့အနှစ်90ကခမပေးခဲ့တဲ့ဆေးကကျွန်တော်မိသက်ကိုကယ်နိုင်ခဲ့တယ်။ခမပုံစံအဲ့ရောအတိုင်းမပြောင်းလဲသေးပါလားဆိုပြီးအဖိုးကြီးကကျေးဇူးတင်ကြောင်းတအံ့တော်ပြောလိုက်ပါတယ်။ ဆုံးမဆိုတာကိုးကွယ်ရပါတာမရှိတာကြောင့် Fanny's တို့လို့ Holy City ရဲ့စကားနဲ့ပြောရရင်တော့ထိတ်ထိပါပဲ Fanny's ကစိတ်ထဲမှာငါဒိတ်ချီတွေကိုမကောင်းတဲ့လူတွေလို့ထင်ခဲ့တာမှားတာပဲဆိုပြီးသူမီးရှို့တက်ခဲ့တာတွေကိုနောင်တရနေတာကြောင့်ဆုံးမကြီးကစိတ်ဖက်လိုက်ပြီးမင်းပြစ်မဟုတ်ပါဘူးကွယ်လို့ပြောလိုက်တာ Fanny's အံ့ဩသွားပါတယ်ပြီးတော့အမှတ်သားနဲ့နှစ်ယောက်ငါမင်းတို့ကိုစောင့်နေတာလို့ပြောတော့ခမည်းဘလို့သိလဲဆိုပြီး gas ကအံ့ဩသွားပါတယ် ျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပေးသွားကြပါဦးပြီးတော့ပင်ကွင်းမှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး